ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဝင်းနာတင်မြန်မာ YouTube Channel ဖုန်းလုံးပွဲသုံးသက်ချက်ကနေပါပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မနေ့ညတော့ကျွန်တော်တို့ special တက်ကျွန်တော်တို့ YouTube မှာကျွန်တော်တို့တင်ပေးလိုက်တယ်အဲ့ဒီပုံရတော့ကျွန်တော်ကြာပါတယ်ပေါ့နော်ဆိုတော့ Leeds United ကနေပြီးတော့ကျွန်တော်အုံကူဖြစ်သွားတယ်အဲမဝင်နိုင်တဲ့အလုံးယုံမှာသွားပြီးတော့ပိတ်လိုက်တာကိုဘုံပြန်ပြီးသွင်းလိုက်တယ်ဆိုတော့နောက်ကြကူတွေနဲ့ကျွန်တော်တို့နိုင်သွားပြီးတော့ Leeds ကတော့ဖလားရပါတယ်ပေါ့နော်ကျွန်တော်အမေကြေးကတော့ရှုံးသွားတယ်ပေါ့နော်ဆိုတော့ ဒီနေ့ပွဲစဉ်တွေကတော့ကျွန်တော်တို့ Super Sunday ပွဲစဉ်တွေကတော့ကျွန်တော်တို့ခြေတွေကြီးလိုက်တာပိုကီတွေနဲ့အခြေတွေကိုဒီမှာလှည့်ထားတာတွေပွဲစဉ်တွေကတော်တော်လေးကိုများတာလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ Premier League မှာကျွန်တော်တို့ Watson ပွဲတွေ၊ Man U ပွဲတွေဆိုရင်လည်းတကယ်ကိုဒါခြေကမဖြစ်တဲ့ခြေတွေကိုပေးထားတာလည်းတွေ့တယ်ဆိုတော့ဘယ်ဘက်ကနေရမလဲဆိုတော့နေလို့ဒါမမနေရတဲ့အနေအထားမျိုးလည်းကျွန်တော်တွေ့နေရတယ်ဝက်ဆန်းဆိုရင်အခုစနေနေ့ကကျွန်တော်တို့လည်းပဲ90လောက်ပဲပေါက်တာအခုဆိုရင်လည်းပဲ85ရှုံးနေပါတယ်နော် ဒါပေါက်လာတာတွေ့အမှန်ယူပါလဲဒါတခါမှအဲ့လိုမျိုးမပေးဘူးတဲ့ဒါ breath four ကနေပြီးတော့ level တလုံးကိုကျွန်တော်တို့80တလုံးကို60စား80စားဆိုရင်ဈေးတန်းကိုဒါပေးထားတာတွေ့ရမှာเนาะဆိုတော့ခက်ခဲတဲ့ poison တွေကျွန်တော်ဖြစ်တယ်ပေါ့ဒီရဲမှဒီရဲကနေပြီးတော့မှကျွန်တော်တို့ဒါအဖြစ်သင့်ဆုံး ပဲကျွန်တော်တို့အဖြစ်သင့်ဆုံးပွဲတွေကိုပဲကျွန်တော်တို့ရွေးထုတ်ပြီးတော့ဒါသုံးသပ်ပြီးမှဖြစ်ပါတယ်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိဂ်ကပွဲစဉ်ဖြစ်တဲ့ Brighton နဲ့ Newcastle နဲ့ပွဲမှာပေါ့နော်ဒီမှာတော့အဲ့တဲ့ Newcastle အဲ့တဲ့ Newcastle ကနေပြီးတော့ level 30ရှုံးကိုပေါင်းချက်အသုံးလုံးကို40ရှုံးဆိုပေးထားတာတွေ့ရပေါ့နော်ဒီနှစ်သိန်းကတော့ကျွန်တော်တို့ပထမကြောင်းက Z1 နဲ့ကျွန်တော်တို့အဲ Brighton နိုင်ထားတယ်ပေါ့နော်အဝေးခွင့်ကနေပြီးတော့အဲ့တော့ Newcastle ကတလုံးကို90စားဆိုတဲ့ဈေးနဲ့ပေးထားတယ်ပေါ့နော်ဆိုတော့လက်ရှိ Newcastle ရဲ့အမှတ်လိုအချက်နဲ့ လက်ရှိပေါက်ဈေးအနေထားနဲ့ရတော့တော်တော်လေးဒါပျော့ပြောင်းနေတဲ့အနေထားမှာရှိတယ်။ Brighton ကတော့ဒီဘက်90ဖြစ်စေရှုံးနေဖြစ်စေပါမှညှို့လင်းချက်မရှိဘူး။ကာဆယ်အတွက်သာညှို့လင်းချက်ရှိတယ်ပေါ့နော်။ဒီနှစ်သင်းကကျွန်တော်တို့နှစ်မှာနှစ်ချိန်တွေ့ခဲ့တယ်ပေါ့နော်။ဆိုတော့ FA Cup မှာလည်းတွေ့ခဲ့တယ်။အဲဒီတော့လည်း Newcastle ရာ1-2နဲ့ရှုံးခဲ့တယ်ပေါ့နော်။ဆိုတော့ Brighton ကိုအသာမရခဲ့ဘူး။ဟတ်တူဟဲ့ရကြည့်မယ်ဆိုရင် Brighton Brighton ရဲ့အိမ်ပွဲမှာ Newcastle ရာအသာမရခဲ့ဘူး။ Brighton ကပဲအသာရတာများတယ်။ဒါကြောင့်ပဲဒီ body ဈေးကိုပေးခဲ့ပေးတယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်။ ီဘွဲမှာကျွန်တော်တို့ Brighton အနေနဲ့အဓိကကစားသမားတိုက်ဆင်မှုမပါဘူးပေါ့နော်ပြီးတော့အဲ attacking midfielder ကျွန်တော်တို့ router မပါဘူးပေါ့နော်ဆိုတော့ Newcastle ကတော့ဒီဘွဲပြီးလို့ရှိရင်ကျွန်တော် Chelsea တို့ Arsenal တို့ Everton တို့နဲ့ကန်အမယ်ဘွဲချက်တွေရှိတယ်ပေါ့နော်ဆိုတော့ဒီဘွဲကတော့သူအနေနဲ့ပေါက်ချင်းတူပေမဲ့မဖြစ်မနေကျွန်တော်တို့အမှတ်ကိုရယူသွားဖို့ရယူသွားဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီဘွဲကိုမဖြစ်မနေနိုင်မှဖြစ်မယ်အနေဆုံးတော့သူအနေနဲ့တည်ရကန်သွားမှာပဲဖြစ်မယ်နိုင်သွားရင်တော့ကျွန်တော်တို့အဆင့်၃ထိတက်မယ်ကျွန်တော်တို့ဧည့်သည် Newcastle ကိုပဲကျွန်တော်တို့ကြိုက်တယ်ဗျာ ကျွန်တော်နောက်တစ်ပွဲကတော့ကျွန်တော်တို့အီတလီစီးရာပွဲစဉ်ဖြစ်တဲ့လာစီယိုဘက်ပေါ်အစောဘက်ပေါ်နော်ဒီမှာတော့အမ်ပိုလီနဲ့လာစီယိုဘက်မှာဧည့်သည်လာစီယိုကနေပြီးတော့တလုံး90စာကိုပေါင်းကြည့်ရနှလုံးကိုတရားချုံးဆိုပြီးရပြီးထားတာတွေ့တယ်ပေါ့နော်ဆိုတော့ပထမကြော်တော့အ21နဲ့လာစီယိုကနိုင်ခဲ့တယ်အဲဒီတော့ကတော့ကျွန်တော်တို့ 1D ဆိုတဲ့ဈေးတန်းကိုပြီးထားတာပေါ့နော်ဆိုတော့အခုပေးရမယ့်ဈေးတန်းကတော့ဒါပေးတဲ့ဈေးတန်းလို့ကျွန်တော်တို့ယုံကြည်တယ်ကျွန်တော်တို့ဟတ်တူဟတ်ရဆိုလို့ရှိရင်ကျွန်တော်တို့လာစီယိုဒီအဝေးဝင်း3ပွဲမှာဒါ level ရှုံးမဲ့ကျွန်တော်တို့ပြီးထားတယ်အဲ့ဘွဲတွေလည်းကျွန်တော်တို့လာစီကနိုင်နေတာလည်းတွေ့တယ်ပေါ့နော်ဆိုတော့ လာစီကတော့ကျွန်တော်တို့နောက်ပွဲမှာကျွန်တော်တို့ဂျူမင်တက်တို့အင်တာရူးနဲ့ဒါကစားမယ့်ပွဲတွေကတော့ပွဲချက်တွေကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပေါ့နော်လာစီယိုဒီကျွန်တော်တို့ရှေ့ပွဲတုန်းကဘာမှမဟုတ်တူးတူးနဲ့တည်ကြပြီးတော့အမှတ်တွေဆုံးရှုံးခဲ့တဲ့အတွက်ကြောင့်ဒီပွဲကတော့မဖြစ်မနေသူ့အနေနဲ့နိုင်ဝါးဖို့ရှိတယ်ပေါ့နော်ဒီပွဲနိုင်လို့ရှင်တော့အဆင့်လေးထိသူ့အနေနဲ့ဒါတက်သွားမယ်လို့ထင်တယ်အမ်ပူလီကတော့ကျွန်တော်တို့ဒါတန်းစင်းစုံထဲမှာရုံးကန်မယ်ဆိုတော့ရနိုင်တယ်တို့တော့လေသူ့ရဲ့လက်ရှိခြေအနေထားကတော့ဘလုံးကကျွန်တော်တို့ အားရစရာမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဧည့်သည်လာစီယိုကိုပဲကျွန်တော်တို့သဘောကျပါတယ်။လာစီယိုနိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျ။နောက်တစ်ခုကကျွန်တော်တို့စပိန်လာလီဂါပွဲစဉ်ဖြစ်တဲ့ရီယယ်မက်ဒရစ်နဲ့ကျွန်တော်တို့စင်တာဘီကိုနဲ့အပွဲမှာပေါ့နော်။ဒီမှာတော့အင်ရှင်ရီယယ်မက်ဒရစ်ကတလုံးကို80ရှုံးနဲ့ဘောပေါင်းကြီးက၄လုံးကို90စာဆိုပြီးပေးထားတာတွေ့တယ်ပေါ့နော်။ဒီနှစ်သင်းကကျွန်တော်တို့ပထမကြော်တော့1 2နဲ့ကျွန်တော်တို့ Real Madrid ကနိုင်ခဲ့တယ်အဲဒီတော့တလုံး50စာနဲ့ပြီးခဲ့တယ်ပေါ့နော်အခုပြန်ပြရမယ့်အခြေအနေလည်းဒါဖြစ်သင့်ဖြစ်တတ်တဲ့ဈေးတန်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒီနှစ်သင်းကကျွန်တော်တို့ဒီ ဖလားပွဲမှာတွေ့ခဲ့တယ်တူးတူးတင်ကြခဲ့တယ်အဲဒီတော့ရွေးမထွက်ကကျွန်တော်တို့တလုံးရှုံးဆိုတဲ့ဈေးရန်ကိုပေးထားတယ်ပေါ့နော်ဆိုတော့စင်တာကတော့ကျွန်တော်တို့ဒီအသင်းကြီးတွေနဲ့ကန်တဲ့ဒီနှစ်ပွဲမှာဂိုးပြတ်နဲ့ရှုံးထားတာမတွေ့ခဲ့ပေါ့နော်ဘာစီလိုနာကိုလည်းပြီးခဲ့တဲ့ပွဲမှာ4-3နဲ့ဒါအကျိနေနဲ့ကစားပြီးတော့သူနေနဲ့ဒါရှုံးခဲ့တယ်အက်သလတီကိုလည်းဂိုးပြတ်နဲ့မရှုံးခဲ့ဘူးပေါ့နော်ဆိုတော့ရီယယ်မက်ထက်ကိုလည်းပထမကြောင်းကဂိုးပြတ်နဲ့မရှုံးခဲ့ဘူးလက်ရှိမှာတော့ရီယယ်မက်ထက်ကခြေခြေကျနေစက်တာဘီကိုဒီခြေတက်နေတဲ့အသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ရီယယ်မက်ထက်ကလည်းသူနေနဲ့မျောလင်းချက်ကသူနေနဲ့ဒီပွဲနိုင်ရင်ဒါဖလား တန်းချောင်းပေါ်ကိုတက်ဖို့အလားအလာရှိတယ်။ဆိုတော့ setup ကိုအတွက်ကလည်းဒီဘွဲ့နိုင်လို့ရှိရင်ကျွန်တော်တို့ Europa League ဝင်ခွင့်အတွက်ကသူ့အနေနဲ့ဒါအသက်ဆက်လို့ရမယ်ပေါ့နော်။ဆိုတော့ setup ကိုရဲ့လက်ရှိကျွန်တော်တို့ဖောင်ကတော့တော်တော်လေးစင်ပြေတယ်ကျွန်တော်ဗီလာရီယဲလို့တော့အသေးအနာမှာအမှတ်လိုနေတဲ့ဗီလာရီယဲတော့မှာ3စီးနဲ့နိုင်ထားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့စက်တာဘီကိုကိုပြတ်မရှုံးတော့ဘူးလို့ထင်တယ် ဒါအဝေးဝဲဆက်တာမျိုးကိုပဲကြိုက်နေကြနောက်ဆုံးပွဲအနေနဲ့ကျွန်တော်တို့ပြင်သစ်လီဘူးပွဲစဉ်ဖြစ်တဲ့ Lion နဲ့ Lance နဲ့ပွဲမှာပေါ့နော်ဒီမှာတော့ Asian Lion ကနေပြီးတော့1တလုံးကို30ရှုံးပေါ့နော် 1D အနေထားနဲ့ကိုပေါင်းကြီးက3လုံးကို40ရှုံးဆိုပြောပြီးထားအတွေ့ရပေါ့နော်ဒီ internet သင်းကပထမကြုံတော့ CC နဲ့တည်ရချခဲ့ပြီးတော့ကျွန်တော်တို့ Lance ကတလုံးကို90စာနဲ့ပြီးခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲကတော့ကျွန်တော်တို့ Lion ကနေပြီးပြီးထားတဲ့ချိန်ကတော့တော်တော်လေးဒါပြင်းနေတာကိုတွေ့တယ် Lion ဒီကျွန်တော်တို့ဒါ Europa League ဝင်ခွင့်ရဖို့တော့သူ့အနေနဲ့ရုန်းကန်နေတဲ့အနေထားမှာရှိရပေါ့နော် Lance ကတော့သူ့အနေနဲ့ အဲဘာမှမျောလင်းချက်တော့တိတ်မရှိဘူးဆိုတော့အဆင့်9နဲ့အဆင့်10နဲ့အနေထားမှာသူအနေနဲ့ဒီပွဲကြီးကဒါတလုံးကို 1D ဆိုတဲ့အနေထားကြီးကတော်တော်လေးဒါပြင်းတယ်ပေါ့နော်ပထမကြော့တော့ကတော့မှတီးပဲကန်နိုင်ခဲ့တယ်ပေါက်ကြီးရလဲလန်းစာပဲကျွန်တော်တို့တလုံး90ဒီပြီးခဲ့တဲ့အတွက်ကြောင့်ဒါလိုင်ယွန်ကြီးကပြင်းနေတယ်ပေါ့လိုင်ယွန်ကနောက်တစ်ပွဲကျတော့ကျွန်တော်တို့မိုနာကိုနဲ့ကန်ရမယ်ပွဲကြီးကပွဲချက် အနေထားရှိတယ်ပေါ့နော်ဆိုတော့ lens ကတော့ကျွန်တော်တို့အဝေးဝန်းမှာကျွန်တော်တို့ပိုကောင်းတယ်ကျွန်တော်တို့ PSG လိုမာစီလိုပြီးလို့ရှင် lens ဒီကျွန်တော်တို့အဝေးဝန်းမှာအကောင်းဆုံးအသင်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဘက်မှာ lion ဒီတိုက်စစ်ဖွင့်ပြီးဆော့ပြီးတော့အနိုင်ရအောင်သူလည်းရုံးကန်မှာဖြစ်တယ်ဆိုတော့ပြင်သစ်လီကူတနင်္ဂနွေနေ့ပွဲစဉ်တွေမှာကျွန်တော်တို့ကိုးပေါင်းအပြင်းဆုံးပွဲရတော့ဒီ lion ပွဲပဲရှိတယ်ပေါ့နော်ဆိုတော့ lion ဒီကျွန်တော်တို့ပေးကိုးတွေလည်းရှိတယ်တွင်းကိုးလည်းကျွန်တော်တို့တွင်းထားတာလည်းတွေ့တယ် အတွက်ကြောင့်3လုံး40ရှုံးဆိုတဲ့ပွဲကြီးမှာကျွန်တော်အနေနဲ့ဒါလိုင်းယုံ9ပေါ်ပဲကျွန်တော်အနေနဲ့ကြိုက်ပါတယ်ဗျာဟုတ်ကဲ့ဒီနေ့ပွဲတော့ဒီလောက်ပါပြီဗျာကျွန်တော်ရဲ့ YouTube channel ဘောလုံးမှ3သက်ချက် YouTube channel ကိုလည်း like and subscribe လေးနဲ့အားပေးကြပါအောင်လို့ညီကိုတွေအားလုံးလည်းကျွန်တော်ဘေးရန်ကဲပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ